ဒီနေ့ PDF file ကို Excel အနေနဲ့ပြောင်းသိမ်းခြင်းနဲ့ Excel file အနေနဲ့ပြောင်းဖွင့်ခြင်းနဲ့ဘယ်လိုပြောင်းဖွင့်ရမလဲเนาะအဲ့တော့ Excel file ကိုအရင်ဖွင့်ထားကြမယ်။ပြီးရင် file တွေက open နဲ့အရင်ကြွားကြမယ်။ဒီမှာ static excel ဆိုတဲ့ file လေးရှိတယ်။အဲ့ file လေးကို PDF အနေနဲ့အရင်ပြောင်းသိမ်းမယ်။ file တွေက save as save as နဲ့ပြီးရင် browse မှာနှိပ်ဒီဘက်မှာ save as type မှာ PDF အနေနဲ့ပြောင်းသိမ်းခြင်းလာဖြစ်တဲ့အတွက်ဒီမှာ extension ကို .pdf ဆိုတာလေးကိုယူမယ်။ နာမည်ကတော့ static access ဆိုတဲ့နာမည်နဲ့ပဲ save နဲ့နာမည်တူရှိနေရအစားထုတ်မလားတဲ့အစားထုတ်လိုက်မယ်နော် yes နဲ့သွားတယ်အဲ့တော့ဒီ static access ဆိုတဲ့ excel file လေးဒီ pdf file အနေနဲ့ဝင်သွားမယ်နော်အဲ့ဒီ pdf file ဒီ table ပုံစံလေးရိုက်ထားရစားနောက်တစ်ခုဒီစာရွက်လေးကိုပိတ်ကြမယ်နောက်တစ်ခုကတော့ဘယ်မှာရှိလဲဆိုရင်ဒီမှာ q3 လုံး .pdf ဆိုတဲ့ file တစ် file ရှိတယ် double click နှိပ်ကြည့်လိုက်မယ်ဒီ file နဲ့မှာဆိုရင်ဒီမှာဇာတ်ပုံလေးတည်းရှိတယ်ချက်ပုံလည်းရှိတယ် အဲ့ဒါကို excel file အနေနဲ့ excel ထဲမှာပြန်ဖွင့်ကျင်တယ်ဆိုရင်ဒီဖွင့်ထားတဲ့ဒီ pdf file ကိုအရင်ဆုံး microsoft word အနေနဲ့ပြောင်းသိမ်းရမယ်သိမ်းပြီးမှ excel ထဲမှာသွားဖွင့်လို့ရပါတယ်နော် copy paste လုပ်ပြီးရမယ်အဲ့တော့လုံနည်းကိုကြည့်ရအောင်ဒီ q3 လုံး file လေးကို pdf file လေးကိုသူကအရင်ဆုံးမလုပ်ရမယ်ဆို microsoft word အနေနဲ့အရင်ပြောင်းဖွင့်ပေးရမယ်အဲ့တော့ဒီပုံမှာ right click နှိပ်မယ်ဘေးဘက်မှာ open with ဆိုတာလေးရှိတယ်။ဒါနဲ့သွားလို့ရတယ်။ပြီး word ကိုရွှေ့လိုက်လို့ရတယ်။ လိုမလုပ်ချင်ရင်လည်း Microsoft Word browser ဖွင့်ထားလိုက်ပြီးရင် file နဲ့က open နဲ့သွားပြီးလိုက် open browser နဲ့သွားပြီးရင်ကိုသိမ်းထားတဲ့ desktop ပေါ်ကဒါဆိုအခု desktop ဖြစ်နေပြီလားเนาะ desktop ပေါ်မှာ PDF file လေးကိုထပ်ရှာမယ် Q3 လုံး PDF ဒါဆိုဒီမှာ Q3 လုံး PDF file လေးရှိတယ် click နဲ့ open ဒါဆို Microsoft Word ထဲကနေခါတိုင်း Microsoft Word file ဖွင့်တဲ့လိုပဲ open နဲ့ ပြုတ်သုံးလို့ PDF file ကိုဖွင့်နေတာဖွင့်လိုက်တဲ့အချိန်မှာသူတို့ bug ကြာလာနေမယ်နည်းနည်းလေးတော့ခဏဆောင့်ပြီးရချက်ချင်းမကြာလာဘူးเนาะအဲ့လိုကြာလာရင် OK နဲ့ထွက်လာအဲ့တော့ PDF file လေးဒီ Microsoft Word ထဲမှာ Microsoft Word file အနေနဲ့သူပြောင်းသိမ်းပြီးသားချစ်သွားမယ်အဲ့တော့မှကိုလိုချင်တဲ့ဒီ table လေးကိုဆက်လက်မှတ်လိုချင်တဲ့ table ကဒီတစ်ကွက်သေးပဲလိုချင်ဒီတစ်ကွက်လေးပဲဆက်လက်မှတ်နော်ဆက်လက်မှတ်ပြီးရင်သူ့ကို copy ကူးမယ် copy မှာနှိပ်ဒီမှာမို့ရင်ဒီပုံမှာ right click နှိပ်ပြီးတော့ copy ဆိုတဲ့စာလေးကိုလိုက်လို့ရတယ်ပြီးရင် Microsoft Word ကိုခဏချုပ်ထား Excel ထဲဝင်မယ် Excel ထဲမှာစာရွက်အလွတ်တရယ်ယူလိုက်မယ်အဲ့တော့စာရွက်အလွတ်ရလာပြီဆိုရင်ဒီစာရွက်ထဲမှာပဲကိုလိုချင်တဲ့နေရာမှာ active ဆဲထားပြီးရင် right click နဲ့အဲ့မှာနှစ်မျိုးရှိတယ်ရှင်းဆုံးမှာက keep source formatting ဆိုရင်ဟိုကပေါက်ခတ်ထားရပါအကုန်ဒီနောက်ကဆိုရင်တော့ဘောင်ခတ်ထားတယ် color change ထားတယ်မပါတော့ဘူးပေါ့เนาะအဲ့တော့ရှေ့ဆုံးဟာတခုကိုအရင်ရွေးပြပေးမယ် click ဒါဆိုရင် तू ကဘောင်းခတ်ထားတာလေးတွေဘိုးလောက်ထားရအကုန်မြင်ရမယ်။နောက်ထပ် right click နှိပ်မယ်။ဒီ paste ရပေးမှာပထမတစ်ခုသူ့ကိုမရွေးတော့။ညာဘက်က match destination formatting ဆိုတဲ့ဟာလေးကိုရွှေ့လိုက်မယ်။ဒါဆိုရင်တော့ तू ကဘိုးလောက်ထားရပါလိမ့်မရှိတော့ဘူး။အဲ့တော့မှကိုယ်စိတ်တိုင်းကြစားပြီးပြင်ပြင်ပြီးလို့ရမယ်။အကျဉ်းကျယ်တွေပြင်ပြင်ပြီးလို့ရမယ်။နော်။ဒါက PDF file ကိုအိတ်ဆဲထဲမှာခေါ်ထည့်ပြီးတော့ပြင်ကျင်နေဆိုရင်တော့သူက Microsoft Word ကိုတဆင့်ခံပြီးတော့မှပြင်ပေးရမယ်။ Microsoft Word ထဲမှာတိုက်ရိုက်ပြင်မယ်ဆိုရင်တော့ဘာလုပ်လိုက်လို့ရလဲဆိုတခါတည်း paste လုပ်ချခဲ့လို့ရတယ်เนาะ။ဒါက Microsoft Word ထဲ PDF file ကို Microsoft Word ထဲမှာပြောင်းပြတာ။အဲ့ Microsoft Word ထဲက data ကိုထပ်ပြီးတော့အိတ်ဆဲထဲမှာသူကဘာလို့ဆိုဒီလိုခေါ်ထည့်မယ်။ခေါ်ထည့်ပြီးတော့မှချက်တွေပါပြီးပြင်မယ်ဆိုရင်ဒီလို select မှတ်ပြီးအိတ်ဆဲချက်အနေနဲ့ပြန်ခေါ်ထည့်လို့ရတယ်เนาะ။အဲ့တော့မှ PDF file တွေကိုဒီမှာ Excel ချက်အနေနဲ့ခေါ်ထည့်ပေးမယ်။ဒါဆိုရင် Excel ချက်တွေပါရသွားတယ်ပေါ့နော်။အဲ့တော့စာလေးစမ်းကြည့်ပါဦး။